ဘင်္ဂလားဒေ့ရှ်နိုင်ငံကမြန်မာနဲ့ဂျာကန်စစ်ပွဲဆင်နွှဲမှာမဟုတ်ဘူးလို့အမျိုးသားလုံခြုံရေးအကြံပေးခါလီဖာရာမန်ကပြောကြားလိုက်ပါတယ်။တနင်္ဂနွေနေ့ကဒါကာမြို့တော်ရှိဘင်္ဂလားဒေ့ရှ် professional တက္ကသိုလ်မှာရိုဟင်ဂျာတွေနေရပြန်ပို့ရေးဆိုင်ရာနှီးနှောဖလှယ်ပွဲမှာသူက ခုလိုပြောကြားခဲ့တာပါ။အမေရိကန်ကိုစားကျွန်တော်တို့ကဂျာကန်စစ်ပွဲဆင်နွှဲရင်ထိခိုက်နစ်နာသူကဘယ်သူလဲတရုတ်နိုင်ငံလားလို့၎င်းကဆိုပါတယ်။ကုလသမဂ္ဂအတွင်းမှုချုပ်အန်တိုနီယိုဂူတာရက်စ်ရဲ့ ဒါကာမြို့တော်ခီးစဉ်ပြီးနောက်ခါလီဖာကဧပြီလ10ရက်မှာလူသားချင်းစာနာမှုစဉ်ကြံစိတ်ကူးကိုအကြံပြုခဲ့တာပါအဆိုပြုထားတဲ့လူသားချင်းစာနာမှုလမ်းကြောင်းထူထောင်ရေးအစီအစဉ်မှာဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အခမ်းကဏ္ဍကိုဖေဖော်ဝါရီလ9ရက်ကနယူးယောက်မြို့မှာအန်တိုနီယိုဂူတာရက်စ်နဲ့ပထမဆုံးဆွေးနွေးခဲ့တယ်လို့၎င်းကဆက်ပြောပါတယ်ရခိုင်ပြည်နယ်မှာစာနာမှု အကူအညီပေးရေးစဉ်ကြံထူထောင်ရေးမှာကုလသမဂ္ဂအဖွဲ့ပါလာရင် ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာအစိုးရတွေရဲ့ခွင့်ပြုချက်လိုအပ်မယ်လို့ဒါကာမြို့တော်ရှိကုလသမဂ္ဂယုံကထုတ်ပြန်ချက်တစ်ခုတွင်ပြောပါရယ်မြန်မာပြည်တွင်းစစ်မှာဘင်္ဂလားဒေ့ရှ်နိုင်ငံကိုဆွဲထည့်နေတဲ့ဆိုတဲ့ကောလာဟာလတွေကိုခါလီဖာကပယ်ချခဲ့ပါရယ်လူသားချင်းစာနာမှုဇင်းကြံထူထောင်ရေးမှာကျွန်တော်တို့ဘဲဖွဲ့စည်းနေမှသဘောတူညီမှုမရရှိသေးပါဘူးလို့၎င်းကဆိုပါရယ်ရှင် ဆိုင်ဘာလိမ်လည်မှုတွေလူကုန်ကူးမှုနဲ့နေဆက်ဖြတ်ကျော်အမှောင်ကိုကူးမှုတွေကြောင့်မြန်မာစစ်ပြင်တူသူ့ရဲ့သားနှုတ်နဲ့သူ့ဦးဆောင်တဲ့လက်နက်ကင်ဖွဲ့ကိုအမေရိကန်နိုင်ငံကတနင်္လာနေ့မှာဒဏ်ခတ်ပိတ်ဆို့မှုတွေပြုလုပ်ခဲ့တယ်လို့ဗန်နာယီဝန်ကြီးဌာနကပြောပါတယ်။စောချစ်သူဟာအမေရိကန်နဲ့အခြားနိုင်ငံသားတွေကို ပြစ်မှတ်ထားတဲ့အွန်လိုင်းငွေလိမ်ကိန်းတွေမှာအဓိကကျတဲ့သူတူဦးလို့ဗန်နာယီဝန်ကြီးဌာနကဆိုပါတယ်။ တရင်မျိုးသားတက်မတော် KNA ခေါင်းဆောင်စောချစ်သူ သူ့ရဲ့သားတွေဖြစ်တဲ့စောအန်မိုးနဲ့စောချစ်ချစ်တို့ကိုငွေကြေးဆိုင်ရာတန်ခတ်မှုတွေပြုလုပ်ခဲ့ပြီးအမေရိကန်နိုင်ငံရှိ၎င်းတို့ရဲ့ပိုင်ဆိုင်မှုတွေကိုသိမ်းယူကာအမေရိကန်နိုင်ငံသားတွေကို၎င်းတို့နဲ့စီးပွားရေးလုပ်ခွင့်ပိတ်ပင်လိုက်တယ်လို့ဗန်နာယီဝန်ကြီးဌာနကပြောပါတယ်ဗြိတိန်နဲ့ဥရောပသမဂ္ဂကလည်းစောချစ်သူပေါ်တန်ခတ်ပိတ်ဆို့မှုတွေပြုလုပ်ထားပါတယ် KNA ဟာထိုင်းမြန်မာနယ်စပ်ရှိအထူးစီးပွားရေးဆောင်တစ်ခုဖြစ်တဲ့ရွှေကုတ်ကိုမှအခြေစိုက်ပြီးကြားဖြန့်လုပ်ငန်းတွေကိုလုံခြုံရေးဆောင်ရွက်ပေးတယ်လို့ဗန်နားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ကဖော်ပြပါရယ်။ KNA ကလုတ်ကင်တဲ့ online ငွေလိမ်လုပ်ငန်းတွေဟာရာဇဝတ်ကောင်တွေနဲ့သူတို့ရဲ့အပေါင်းဖော်တွေအတွက်ဝင်ငွေဒေါ်လာဘီလီယံချီရရှိနေပါတယ်လို့ဗန်နားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး Michael Volantar ကပြောပါရယ်။၂၀၂၂ခုနှစ်နိုဝင်ဘာလမှာ စစ်ကောင်စီအကြီးအကဲမင်းအောင်လိုင်းကထူးကျွန်သောဆွမ်းဆောင်မှုကြောင့်ဂုံနှူးဆောင်ပွဲတစ်စိတ်ချီးမြှင့်ခံခဲ့ရတဲ့စောချစ်သူရဲ့မြန်မာစစ်တပ်နဲ့ပတ်သက်မှုတို့ဟာသူ့ကိုအခုလိုနေရာထိတိဆောက်ခွင့်ရစေခဲ့တာပါသမရဒေါ်နယ်ထရန့်ဇန်နဝါရီလအတွင်းကျန်းသစ်စာကျင်းဆိုပြီးနောက်အခုလိုအရေးယူမှုဟာမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ပထမဆုံးဒဏ်ခတ်ပိတ်ဆို့မှုဖြစ်ပါတယ် ရုပ်ရှင်လုပ်ငန်းကိုကာကွယ်ဖို့အမေရိကန်နိုင်ငံပြင်ပမှထုတ်လုပ်တဲ့ရုပ်ရှင်ဇာတ်ကားတွေပေါ်တရားရာခိုင်နှုန်းစည်းချက်ခွန်ကောက်ခံမယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကကြေညာလိုက်ပါတယ်။အမေရိကန်မှာရှိတဲ့ရုပ်ရှင်လုပ်ငန်းဟာတိတ်ဆုံးလူနီးပါးအခြေအနေဖြစ်ပါတယ်။အခြားတိုင်းပြည်တွေဟာအမေရိကန်နိုင်ငံကရုပ်ရှင်ထုတ်လုပ်သူတွေနဲ့စီရိုတွေကိုဆွဲဆောင်ဖို့မလုံးမျိုးစုံနဲ့ကမ်းလှမ်းနေပါတယ်လို့၎င်းကလူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်။ပြည်ရင်းပြည်ပမှာထုတ်လုပ်တဲ့ရုပ်ရှင်ဇာတ်ကားအလုံးကို စီကျက်ခွန်ကောက်ဖို့စီးပွားရေးနဲ့ကုတန်းရောင်းဝယ်ရေးဝန်ကြီးဌာနအမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်တွေကိုလုတ်ပိုင်ခွင့်ပေးထားတယ်လို့သူကဆက်ပြောပါတယ်။ပြည်ပမှာထုတ်လုပ်တဲ့ရုပ်ရှင်ဇာတ်ကားတွေပေါ်စီးကျက်ခွန်ဘလို့ကောက်ခံမယ်ဆိုတာရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ရုပ်ရှင်ဇာတ်ကားတွေဟာအသိဉာဏ်မူပိုင်ခွင့်ဖြစ်ပြီးကုန်စည်မဟုတ်တာကြောင့်စီးကျက်ခွန်ကောက်ခံလို့မရတဲ့ဝန်ဆောင်မှုဖြစ်တယ်လို့ CNN သတင်းဌာနကဖော်ပြပါတယ်။နာမည်ကျော်ရုပ်ရှင်ဇာတ်ကား Star Wars က ဒါတချောင်းကိုဒေါ်နယ်ထရန့်ကင်ဆောင်ထားတဲ့ဓပုံတပုံကိုအင်ဖြူရွန်ကလူမှုကွန်ရက်မှာတင်ခဲ့ပါရှင်